င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းဘယ်လာရုစ်ကိုတွားရောက်စဉ်ကသူ့မိမကျူကျူလာကိုမမြင်တွေ့ရပဲရုရှားရောက်ရှိချိန်မှာလင်းစုံမရဘက်နှကိုတူပွဲထွက်ပြလာပါတယ်ချင်းပြည်နယ်တီးတိမ်မြို့နယ်တွေကတက်တက်ကာကင်းစကန်၃ခုကိုတော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတော့ စစ်သား15ဦးထပ်မံနေတည်ဆုံးပြီးလက်နက်ခဲယမ်းတွေတိတ်ဆီရရှိခဲ့တဲ့သတင်းအပအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဇွန်လ25ရက်နေ့ကစတင်လို့ဘယ်လာရုစ်နိုင်ငံကို ထွက်ခွာခဲ့ပေမဲ့အဲ့လိုထွက်ခွာချိန်မှာ သူမိမကျူကျူလကိုမမြင်တွေ့ရပဲဇွန်လ28ရက်နေ့ရုရှားနိုင်ငံကို ရောက်ရှိချိန်မှာတော့ မင်းအောင်လိုင်းကသူ့မိမကျူကျူလာနဲ့အတူလင်းစုံမရဘတ်နှစ်ကိုတူပွဲထွက်လာပါတယ်။မင်းအောင်လိုင်းကဘယ်လာရုစ်နိုင်ငံမှာဇွန်လ26ရက်နေ့ကနေဇွန်လ29ရက်နေ့အထိပြုလုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်တက်ရောက်ခဲ့ပြီးဘယ်လာရုစ်ခရီးစဉ်တစ်လျှောက်လုံးမှာသူ့မိမကျူကျူလာကိုမမြင်တွေ့ရပေမဲ့ဇွန်လ28ရက်နေ့ကရုရှားနိုင်ငံကိုတွားရောက်ချိန်မှာတော့သူ့မိမကျူကျူလာနဲ့အတူလင်းရင်ပေါ်ကနေနှစ်ကိုယ်တူဆင်းလာကပွဲထွက်ပြခဲ့ပါဗျာ။ နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်တွေပြောတာကတော့ဘယ်လာရုစ်နိုင်ငံသွားချိန်မှာမင်းအောင်လိုင်နဲ့ကိုဇလဲအဖွဲ့သားသွားရောက်ခဲ့တာဖြစ်နိုင်ပြီးစစ်ကောင်းဆောင်တွေရဲ့ဇနီးတွေမပါခဲ့ပဲအစည်းအဝေးပြီးစီးချိန်မှသာဇနီးဖြစ်သူကျူကျူလာပါဝင်ကိုဇလဲအဖွဲ့ရဲ့ဇနီးတွေကိုလင်ရင်နဲ့တီးတန့်ထမှန်ခေါ်ယူပြီးရုရှားကိုအတူသွားကြတာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်အခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအောင်လိုင်နဲ့မိသားစုအတုံးပြုတ် အမေရိကန်နိုင်ငံ Aviation Capital Group စီကနေငှားရမ်းထားတဲ့ Airbus အမျိုးအစားလေယာဉ်ကို နိုင်ငံတော် budget ကနေ American Dollar တန်း60နီးပါအသုံးပြုဝယ်ယူခဲ့တာပါ။အဲ့ဒီ MAI Airbus A319 လေယာဉ်နဲ့မင်းအောင်လိုင်းရဲ့ဇနီးနဲ့သားသမီးမိသားစုကဈေးဝယ်ပြပခီးစင်များတွားရောက်လေရှိပြီးတွားရောက်တဲ့နိုင်ငံတွေထဲမှာစင်ကာပူနဲ့ကိုရီးယားတို့ပါဝင်တယ်လို့သိရပါတယ်ရှင်။ တိုက်ပွဲသတင်းတွေကိုလည်းကြည့်ရအောင်ပါစကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်က၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းဆီးရရှိခဲ့တဲ့အပြင်လက်နက်6လက်နဲ့ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မနက်ပိုင်းကစကိုင်းမြို့နယ်မြောက်ချမ်းအေယာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ချောင်းမကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က၄ဦးသေဆုံးပြီး၄ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကာလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်ဘက်ကသိမ်းဆီးရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေမှာ G3 လေးလက်နဲ့ MA1 နှစ်လက်စုစုပေါင်းလက်နက်6လက်ကြီကအုပ်ထုပ်9လုံး equipment 9စုံ5.56ကြီအမျိုးအစား64တောင်းနဲ့ G3G 180တောင်းကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဇွန်လ24ရက်နေ့ကလည်းသကိုင်းမြို့နယ်ချောင်းမကြီးကျေးရွာအနီးမှာပဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းနဲ့လင်းမြင်ရှင်းလင်းရေးလှုပ်ဆောင်လာတာကြောင့်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့တုန်းကလည်းမင်းကုန်းရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားတာကြောင့်အကြမ်းဖက်စစ်တပ်ကမင်းကိုရွာတောင်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူတွေစီကနေသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်က2025ခုနှစ်ဧပြီလဝင်းကျင်ကစတင်ပြီးစကိုင်းမြို့နယ်အတွင်းမှာစစ်ကြောင်းများခွဲက ထိုးစစ်ဆင်နေပြီးအရတားတွေကိုဖမ်းဆီးတပ်ဖြတ်နေတဲ့ပြင်ကျေးရွာနဲ့ပြည်သူတွေရဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ ချင်းပြည်နယ်ဘက်ကတိုက်ပွဲသတင်းမှာတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်မှွာပီးကျေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကာကင်စကန်၃ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာစစ်သား15ဦးထပ်မံတေဆုံးပြီးလက်နက်ခဲယမ်းတွေ သိမ်းဆီးရရှိခဲ့တယ်လို့ချင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့မှာတီးတိမ်မြို့နယ်တန်ရန်ရွာနဲ့ခိုင်ကမ်းကြားမှာရှိတဲ့ ွာပြီးကျေးရွာတွင်တက်ဆွဲထားတဲ့စစ်တပ်ရဲ့ကာကင်းစခန်း၃ခုကိုချင်းတော်လန်ရေးပူပေါက်တပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာပါ။အဲဒီကာကင်းစခန်း၃ခုကိုမနေ့ကဇွန်လ28ရက်နေ့မှာတော်လန်ရေးတပ်ဖွဲ့တွေက အပိသက်သိမ်းပိုက်ရရှိခဲ့ပြီးတိုက်ပွဲအတွင်းစစ်သား15ဦးထပ်မံတေဆုံးကအရှင်ဖမ်းမိသူများလည်းရှိတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုကိုချင်း National Army CNA ကဦးဆောင်ပြီး PDF ဇွန်လနဲ့ CNDF တပ်ဖွဲ့တို့လည်းပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကောဒီတိုက်ပွဲအတွင်းချင်းဒေါ်လာရေးတပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုဆက်ရအောင်ပါ။မကွေးတိုင်းရေစကြိုမြို့နယ်ငိမ့်စာနီစိတ်မှုထိုင်းဟောင်းယုံကအငိမ့်စာတက်ကြည်ထွန်းအောင်ကိုဖမ်းဆီးတဲ့အချိန်ထွက်ပြေးသွားတာကြောင့်ပြစ်ခတ်ဖမ်းဆီးရာတေဆုံးသွားတယ်လို့ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ မနေ့ကဇွန်လ28ရက်မနက်9နာရီခန့်ကရေစကြိုမြို့နယ်ငိမ့်စာနေစစ်မှုထမ်းဟောင်းရုံးမှာတာဝန်ထမ်းဆောင်နေတဲ့အငိမ့်စာတက်တက်ကြီးထွန်းအောင်က ရေစကြိုမြို့အတွင်းကနေဆိုင်ကယ်နဲ့ထွက်လာချိန်မြို့အထွက်အရောက်မှာပဲရေစကြိုပကောက်ဖရဲ့ရဲဘော်တွေကဖမ်းဆီးခဲ့ရာထွက်ပြေးသွားတာကြောင့်တိခတ်ဖမ်းဆီးချိန်သေဆုံးခဲ့တယ်လို့သိရပါဗယ်။သေဆုံးသွားတဲ့တက်ကြကြီးထွန်းအောင်ကရေစကြိုမြို့နယ်ငိမ့်စာနေစစ်မှုထမ်းဟောင်းရုံးမှာတာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီအတွက်တက်တက်ကြွကြွလှုံ့ဆောင်ပေးနေတာကြောင့်အရေးယူဖို့ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဖက်ကတနင်္လာရီတိုင်းဘက်မှာတော့လောင်းလုံမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေလယ်လီတက်ဖြတ်ခဲ့တဲ့ဦးခင်မာဝင်းနဲ့ဦးလောက်ဝင်းတို့ရဲ့ရုပ်အလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့တဝဲခရိုင်ဒီမိုကရေစီရေလှှရှားမှုသပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကလောင်းလုံးမြို့ပေါ်ကနေကညွတ်ကျွန်းကျေးရွာကိုစစ်ကြောထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလမ်းတက်လျှောက်မှာရှိတဲ့ကျေးရွာတွေကပြည်သူများနဲ့ကညွတ်ကျွန်းကျေးရွာကပြည်သူတရာခန့်ကို လူသားတိုင်းဖြစ်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောကကညွတ်ကျွန်းရွာကိုဝင်ရောက်စီးနှင်းချိန်မှာလေဆိုင်နေတဲ့အသက်48နှစ်အရွယ်ဦးခင်မာဝင်းကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီး ရွှေဝလောင်းကိုလေကွင်းထဲမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဇိုလာ24ရက်နေ့တုန်းကလည်းအဲ့ဒီစစ်ကြောင်းကလောင်းလုံးမျိုးကနေတဝဲမျိုးကို ပြန်လဲထွက်ခွာလာခြင်းဥယျံချန်ထဲမှာရှိနေတဲ့အသက်55နှစ်အရွယ်ဦးလဝင်းကိုဖမ်းဆီးကာလေလီတပ်ဖြတ်ခဲ့ပြီးဦးလဝင်းရဲ့ရွယ်လောင်းကိုဇွန်လ28ရက်နေ့မှာဒေသပြည်သူတွေက ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ဒါအပြင်အစံဘတ်စစ်တပ်စစ်ကြောင်းကကညိုကျိုးရွာသားဦးမျိုးစောအောင်ခဦးမျိုးကျန်အောင်ကိုလည်း လဲလီတက်ဖြတ်ခဲ့ပြီးအသက်80ကျော်အမျိုးသမီးတဦးကိုလည်းအကြိမ်ကြိမ်မရင်းပြုတ်ခဲ့တယ်လို့သိရပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်တောင်ကုန်းမြို့နယ်ရွာမတိုက်နယ်ကလူပေါင်းအယောက်30ဟာပဲခူးတိုင်းပြည်မြို့နဝရဒေတာစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာဇွန်လ28ရက်နေ့ညပိုင်းက ဖမ်းဆီးခံရပြီးလူမြောက်လူရင်းငွေကျပ်55သိန်းပေးမှလွတ်ပေးမယ်ဆိုပြီးနဝရစ်စစ်စေးရေးဂိတ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတောင်းယူနေတယ်လို့ဖမ်းဆီးခံမိသားစုဝင်တွေကပြောပါတယ်။လက်တလောတက်ကြီးပိုက်အမျိုးသမီး၄ဦးသာပြန်လည်လွတ်မြောက်လာပြီးကြံသူတွေကတော့ငွေပေးနိုင်မှလွတ်လာမယ်လို့သိရပါတယ်။အဲ့ဒီရွာမတိုက်နယ်ကလူ30ကျော်ဟာတိုက်ပွဲတွေကြောင့်ရန်ကုန်မြို့ကိုဆစ်ဆောင်လာကြတာဖြစ်ပြီး တအူးကိုငွေကျပ်18သိန်းပွဲစားကိုပေးပြီးလာကြတာဖြစ်တယ်လို့သိရပါဗျ။ပွဲစားကတော့နဝရေတရခိမ့်မှာထားပြီးထွက်ပြေးသွားပြီလို့ပြန်လည်လွတ်မြောက်လာသူတွေရဲ့မိသားစုဝင်တအူးကပြောပါရရှင်။ဒါကတော့ရန်ကုန်ခေတ်သက်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။